ဘာလဲလို့လဲဟိုလို့တယ်လို့သူတို့လေးတွေမျက်နှာငယ်ပေါ့မျက်နှာငယ်เสียလားမောင်ကလည်းဒါကသူများပစ္စည်းခိုးဖွဲ့နေတာမဟုတ်ဘူးလေဓမြတိုက်ပြီးခိုးစားနေတာမဟုတ်ဘူးလုံမိုက်လှုပ်စားနေတာမဟုတ်ဘူးလေကောင်းရောင်းကောင်းဝင်လှုပ်စားနေတာဘာရှက်เสียလို့တပည့်တော်ကအပြစ်ပိုကြီးလောက်တယ်ဖရာတဲ့အမေကို ရိုက်လို့အဖေကို လက်သီးနဲ့ဝင်ထိုးခဲ့ဘူးတဲ့ဆယ်နှစ်တာကပေါ့တဲ့ ားလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျာဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အရန်ကိုတံပိုးရှိတဲ့ဗီဒီယိုလေးဗျဒီနေ့ဗီဒီယိုလေးထဲမှာပါတဲ့အကြောင်းအရာလေးကဖေးဖြစ်တဲ့သူကပေါ့နော်သူသားចောင်းတက်တဲ့ចောင်းရှိမှာတွားရောက်ပြီးတော့ဈေးရောင်းရတယ်ဗျဖေကပေါ့နော်သူ့ရဲ့သားလေးတွေကြောင်းတက်တဲ့ကြောင်းရှိမှဈေးအောင်နေရတဲ့အတွက်သူ့ရဲ့သားလေးတွေလူပုံအလဲမှာမျက်နှာငင်ရမယ်ဆိုပြီးတော့တွေးပြီးတော့ငုံနေတာဗျ။ မိဘရဲ့အကျဉ်းတိုင်းမြတ်တာကလည်းအရန်ကိုကြီးမားပါတယ်ဗျာကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဘဟုသူရာရအောင်လို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာပြောပြောဘာဖြစ်လို့လဲပြောအကြောင်းတရားရှိရမယ်စိတ်မကောင်းဖြစ်နေရနော်မျက်ရည်တွေနဲ့ဘာဖြစ်လို့လဲလို့ပြော ဟုတ်လို့ကလေးတွေကတင်းနေတယ်တင်းနေအတန်းကြီးလာအတန်းကြီးလာနေတာအခုမောင်မောင်တာနဲ့ပါဆိုင်လို့မောင်သားတွေမောင်ကိုဘယ်လိုဆက်ဆံလဲပြောမောင်စီမလာလို့လားလာလားလာလို့လားအာဘာလို့မင်းအဲ့ဆိုမောင်ကဘာလို့ငိုနေလဲအဲ့ကွာပေါ့ကွာနဲ့ဆိုလေမောင်သားတွေကမောင်ချောင်းဆင်းတဲ့အချိန်မှာမောင်စီမလာလို့လားမမေးတာလာတယ်လို့ဘာမှမပြောကလေးတွေကဘာမှမပြောမောင်ဖြစ်တာမောင်ဘာဖြစ်လို့ ဖြစ်เสียအကြောင်းမှမရှိရလိမ့်မှာပါလေ။ဟုတ်။ကိုလောက်တယ်။ရ။ဆားရလို့လေ။ကိုလောက်တယ်လုံး။တော်လေးလေးမျက်နှာငယ်ပါ့။မျက်နှာငယ်เสียလားမောင်ကလေဒါကသူများပစ္စည်းခိုးဖွဲ့နေလားမဟုတ်ဘူးလေ။ဓမြတိုက်ပြီးခိုးစားနေလားမဟုတ်ဘူး။လုံပိုင်းလှုပ်စားနေလားမဟုတ်ဘူးလေ။ကောင်းရောင်းကောင်းဝင်လှုပ်စားနေလား။မိဘမြင့်တာနော်တာသမီတွေမျက်နှာငယ်မှာဆိုလို့တဲ့သူတို့တော့မှမရှက်မကြောက်ဘူး ူတို့လည်းတင်ထားတယ်လေကိုမိဘဘာပဲလုပ်လို့အကိုကိုရှာကြွေးနေတာရှက်စရာပုံပုံမိဘဟောအဲ့လိုသားသမီးမျိုးတွေအများကြီးမြင်ဘူးလို့သူတို့လည်းတင်ထားတယ်လေမောင်မရှက်ပါဘူးဟိုဘာလို့ရှက်ရမှာဒါမင်းမိခင်ကောင်းတယ်နော်သူတို့ရအတန်းနဲ့ကြီးလာပြီဟောအတန်းကြီးတာမကြီးတာနဲ့မဆိုင်ဘူးလေမမလေးအတန်းကြီးမောင်းတဲ့နေရလာဟာဟုတ်တယ်ဟာဘာလို့ရုပ်ဆိုင်ရမှာလဲဟာမဟာဟူအဲ့ဒါမှားနေတယ်အဲ့ဒါလုံးဝမှားနေတယ်နော် လူလူကိုဘဝအမှန်ဆိုတာလူဆိုတာဆင်းရဲတယ်ချမ်းသာတယ်ဆိုတာဒါတဘာဝတရားပဲလေဟိုကိုအတိတ်ကပြုခဲ့တဲ့ကံတွေရတဲ့ပါနေတယ်တိတ်ကံကောင်းတဲ့လူမှသာဒီဘဝမှာဟိုကံကောင်းနိုင်တာမှန်တယ်နော်ကံပါလာတဲ့လူကတော့ကံမရှိဉာဏ်ရှိတိုင်းမွေးဆိုတဲ့စကားတော်ရှိသေးတာပဲအဲ့တော့မမမလွားတော့ဘူးလို့ဆုံးပြတယ်ဘာမှမပြောကလေးတွေနဲ့ဘာမှမဟုတ်လေကလေးတွေတခုခုဘောနော်အချိုးမပြေဘူးဆိုရင်မဆုံးမှပဲမယ်ကလေးတွေအကြောင်းအခုလိုဝမ်းနေနေတာလား ကလေးတွေကဖအေးကိုဘယ်လိုဆက်ဆံလဲကိုသားတွေကတော့အဲ့လိုဆက်ဆံမှာကလေးတွေတော့မဟုတ်ဘူးသူတို့တော့တေချာတင်ထားတာပဲကလေးဘွားတွေကမောင်သားတွေရောမောင်ချစ်လို့မသွားတာအာဘာမှမဖြစ် ကြည့်ပါအောင်ဗျာဖအေးနော်သာသမီတွေကိုအရန်ချစ်တာပဲဗျသူ့ရဲ့သာသမီလေးတွေမျက်နှာငယ်မှာစိုးလို့တယ်နော်သူကចောင်းရှိမှာဈေးရောက်နေရတာထင်နေဗျဒီအကိုကသာသမီတွေကအတန်းကြီးလာတဲ့အခါသူ့အဖေကဈေးတည်ဆိုတော့ဗျာတငယ်ချင်းတွေကြားထဲမှာမျက်နှာပူွားမှာစိုးလို့နော်ဖအေးနော်အရန်တွေးပြီးတော့စိတ်မကောင်းဖြစ်တာဗျာမိဘမေတ္တာနော်တော်တော်ကြီးမားတယ်မိခင်ကလည်းနော်တော်တော်စိတ်ထားပြေးွားတယ်မိခင်ပဲဗျာ တချို့အမျိုးသမီးတွေဆိုရင်ကိုယောက်ျားကိုနော်စူဟာဆဲဟာငေါက်ခါငင်းခါနဲ့နော်ခုကြည့်ပါအောင်ဗျာသူ့ယောက်ျားကိုနော်သူပြောဆိုနေတာလေးတွေကတကယ်ကိုကြည်နူးဖို့ကောင်းတယ်ဗျမိကောင်းဖခင်ဆိုတာအဲ့ဒါပြောတာပေါ့နော်မိခင်ကကောင်းမှသားသမီးတွေကဖောက်ခင်တာဗျအဲ့ဒါမောင်မားနေတာပေါ့မောင်ကလည်းအဲ့ဒါမောင်မားနေတာကိုဘဝအမှန်ဆိုတာလက်ခံရရမယ်ကိုမိဘဘဝလက်နှလုံးပကုန်းလက်နဲ့တွေမွေးထားတာလေ သူတို့ဒီငားကြောင့်မလို့မျက်နှာခံရမှလားဆိုတော့အတွေ့ရအဲ့ဒါမောင်မှားတယ်မောင်မှားတယ်လုံးဝမောင်မှားတယ်ခလေးတွေကတော့ဘာမှမဖြစ်ဘူးမောင်မှားဖြစ်နေတာမောင်မှားတယ်ရရဲဝတ်တက်တိရှိရှိနဲ့ငါသားသမီးငါဒီလိုရှာကျွေးတယ်ဘာဖြစ်လဲကိုအဆင်ပြေတော့ရှာကျွေးတာလေဘာလို့ဝမှန်းလဲဘာဝဝဲနေရမှလဲခလေးတွေကိုဂုံငယ်မှာဆိုလို့တော့ဘာလို့ဆိုတာဂုံဆိုတာကြိုက်စားလို့ရတဲ့ဟာမဟုတ်ဘူးနော်ဒီလားလိမ့်လိမ့်မမရင်ရင်ချင်းချင်းနဲ့ကိုသားသမီးတွေလူလားမြောက်လားဘူးပညာတကြီးတွေဖြစ်လာဖို့ပဲအရေးကြီးတယ် ဟဲ့လားအဲ့အတွက်ငါဒီလိုငါဒီလိုဈေးရောက်စားနေလို့ငါသားတွေဂုံငယ်မယ်ဆိုတဲ့အတွင်းနဲ့ဆိုရင်တော့မောင်မားတယ်အဲ့လားအဲ့မောင်မားတယ်မောင်မားမှန်တယ်ဗျနော်မောင်ကလေးတွေမောင်ကလေးတွေမျက်နှာကြည့်ပြီးမောင်မားမသွားဘူးအဲ့မောင်မားနေတာလေမောင်ပါလေတကယ်တော့မအဲ့လိုမဖြစ်စေချင်ဘူးကိုဘဝကိုရရင်ဝင်ရင်ဆိုင်ရရမယ်ဒီဒါအမှန်တရားပဲလေအမှန်တရားပဲလေဘာဖြစ်လဲအဲ့ဒါဒီလိုတသက်လောက်ခိုင်းစားတယ်လေဘာဖြစ်လဲအဲ့ဒါ အာစိတ်တည်ညစ်ပါတယ်ဒီအဖေတယောက်နဲ့တော့မသိပါဘူးခလေးတွေရပဲဟိုကိုယောဂါရဆက်ဆံတော့လားခလေးတွေလည်းရေရေမုံမုံလေးတွေပါငါသားလေးတွေလည်းဟိုသုံးလေးနှစ်သားတွေနဲ့ရေရေမုံဖြစ်အောင်တင်ထားပေးတယ်မမမောင်ဖြစ်တာတော့လေမမတတ်နိုင်ဘူးလေတော့ခလေးတွေရမြန်ခေအေးမမြင်ကြအောင်ဆောင်လို့လားမသိကြအောင်ဆောင်လို့လားဒီလိုမြန်လားလို့ကိုကထင်နေတာခလေးတွေလုံးလို့လားမမမှန်မှန်ပြောဘာမှမဟုတ်လို့ပြောနေမှာလေအော်ဒုက္ခပါလားရရ ြည်ပါအောင်ဗျာမိဘမေတ္တာတော်တော်ကြီးမားတယ်နော်မိဘတွေကသာသာသမီးတွေရဲ့ရှေးရီးနောက်ရီးတွေပူပင်ကြောင်းကြမှာဆိုလို့တွေးနေရတာဗျာနော်သာသမီးတွေကတကယ်ကြီးလာခဲ့ရင်နော်အဲ့မိဘတွေကိုပြစ်ထားခဲ့တဲ့တာတကားတွေကတော့အများကြီးပဲဗျာနော်မိဘကသာသမီးကိုပြစ်ထားခဲ့တာတော့တော်တော်ကြီးရှားပါတယ်ဗျာ အဲကြောင့်မလို့လူကြီးသူမတွေလည်းပြောရည်လေးဗျာနော်မိဘနှစ်ပါးကသာသမီ6ယောက်ရှိလဲရှာကျွေးနိုင်တယ်10ယောက်ရှိလဲရှာကျွေးနိုင်တယ်အဲ့ဒီ6ယောက်10ယောက်ရှိတဲ့သာသမီတွေကမိဘနှစ်ပါးကိုဝမ်းဝအောင်ရှာမကျွေးနိုင်ဘူးဆိုတာကတော့ဒါလက်ခံရမယ်ဗျာနော်ဒီလိုမိဘနှစ်ပါးကိုပိုင်ဆိုင်ထားတဲ့သားသမီးတွေကလည်းတကယ်ကိုခံကောင်းနေပြနော်တကယ်ကိုလေးစားဖို့ကောင်းတယ်တပည့်တော်ကအပြစ်ပိုကြီးလောက်တယ်ဖေရတဲ့အမေကိုရိုက်လို့အဖေကိုလက်သီးနဲ့ ဝင်ထိုးခဲ့ဘူးတဲ့ဆယ်လနှစ်သားကပေါ့တဲ့သားတွေသမီးတွေတော်တော်များများက အမေဆိုရင် ပို့ပြီးတော့ချစ်ကြတယ်ဘာဖြစ်လို့ချစ်ကြတာလဲလို့ဆိုရင် အမေရင်ခွေမှာကြီးခဲ့ကြရတယ်အမေနှုတ်ကိုစို့ပြီးတော့မှ ကြီးခဲ့ကြရတဲ့ပုံကိုဖြစ်တာကြောင့်အမေဆိုတဲ့ပုံကိုကလည်းပဲနှလုံးသားကအမတန်ကိုနှုညံ့တယ်ဒါကြောင့်မို့လို့အမေကိုဆိုရင်သားတွေရောသမီးတွေရော ပို့ပို့ပြီးတော့ချစ်ကြတယ် အဖေကိုတော့ချစ်တဲ့သူရှားတယ်ဗျအဖေဟာလူချမ်းကြီးအဖေဟာဟိုလူချမ်းရဲ့နေရာမှာတရုပ်ဆောင်နေရတဲ့ပုံကိုကြီးဆိုတော့အဖေကိုတော့ချစ်တဲ့သူဟာရှားပါတယ်ဟိုတနေ့ကဆရာတော်ဥပညာဝရဟောထားတဲ့တရားလေးကိုပုံပုံနာလိုက်ရတော့ဆရာတော်ကဘာဟောထားတုန်းဆိုတော့အမေတွေကဘိုင်းနဲ့လွေတယ်အဖေတွေကခေါင်းနဲ့လွေတယ်တိသားတွေသမီးလေးတွေ ကိုယ်ဝန်ဆောင်ထားရစဉ်ကလေးကအဖေတွေကခေါင်းနဲ့လွယ်ထားရတယ်။ဘာ၄လဲဆိုတော့ဒီသားသမီးလေးတွေမွေးလာရင်ဒီသားသမီးလေးတွေကိုဘယ်လိုရှာကြွေးရမလဲ။သူတို့ဝတ်ဖို့သူတို့စားဖို့နေဖို့ထိုင်ဖို့ကျောင်းစရိတ်အကုန်လုံးအစစအရာရာ အဖေကခေါင်းနဲ့တွေးရတယ်။ဒါကြောင့်မို့ဒီသားသမီးတွေအတွက်ကို အဖေကခေါင်းနဲ့လွယ်ရတယ်လို့ပြောခြင်းဖြစ်ပါ။ဒါကိုအမေတွေကသိရမှာဗျ။မိကောင်းဖခင်တဲ့ အမိကောင်းမှ အဖကိုခင်တယ်ဆိုတဲ့စကားလေးရှိပါတယ်။ဖမုံငယ်လေးကဖမုံရဲ့အဖေကစိတ်ကြီးပါတယ်စနေသား။သားရဲ့သမီးတွေကိုလည်းပဲရိုက်တယ်။လူချမ်းကြီးပေါ့။အဲ့လိုရိုက်တဲ့အခါမှာဖမုံတို့တွေကဘာလို့အဖေကရိုက်ရတာလဲ။အမေဆိုရင် ဖမုံတို့ကိုမရိုက်ပါဘူး။အခုမှအသက်ကြီးမှပြန်စဉ်းစားမိတာကကိုကိုတိုင်လည်းပဲအဖေနေရာမရောက်ပေမဲ့လို့ဆရာသမားနေရာကိုရောက်လာတဲ့အခါမှာ ဒါဆရာသမားနေရာရောက်လာတဲ့ခါမှာကိုသားကိုသမီးအရွယ်တပည့်ငယ်လေးတွေရလာတော့ကိုကိုတိုင်းလည်းပဲဒီလိုလေးတွေဆုံးမဖြစ်ပါလေအဲမိသားစုထဲမှာကြောက်ရမဲ့လူတယောက်ယောက်ကတော့ရှိမှဖြစ်မှာပါ အမေကတော့ပြောစရာမလိုဘူးသားသမီးတွေကိုအဘဲဖြစ်ဖြစ်အလိုလိုက်တယ်အကြိုက်ဆောင်ပေးတယ်အဘေကတော့အဲ့လိုမဟုတ်ဘူးခတ်တင်းတင်းခတ်မှမှာပဲဒီလိုပဲနေလေးရှိပါတယ်အဲ့တော့နေတော့အဖေ တစ်ချက်ပြောလိုက်ရင်အပေတခွန်းပြောလိုက်ရင်ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ဆိုတော့သတ်သမီးတွေအကုန်လုံးကြောက်ကြရတယ်အပေကိုပေါ့နော်အဲ့တော့အပေကတခါတလေကြာရင်တောက်တာစားတာတွေလည်းပဲချစ်ချင်ရှိမှာပေါ့အပေတိုင်းကိုတော့မဆိုလိုပါဘူးဘမုံရဲ့အပေကတော့အတော့စားမရှိပါဘူးဒါပေမဲ့စိတ်ကြည်တယ်တခါတလေကြာရင်ဘမုံရဲ့မဲတော်ကိုဆူတယ်ရိုက်မယ်နဲ့မယ်တွေလောက်တယ်ပေါ့ ုတ်တယ်ဗျာနော်မိသားစုတွေထဲမှာကြီးလိုက်မယ်ဆိုရင်ဖအေးကိုနည်းနည်းတော့ပူကြောက်ရတယ်ဗျာနော်ဆရာတော်ပြောသွားသလိုပဲဗျာနော်မိသားစုထဲမှာတယောက်ယောက်ကတော့ကြောက်မှာဖြစ်မှာလေဗျာနော်ကြောက်ရမဲ့သူရှိတဲ့သားသမီးတွေနဲ့ကြောက်ရမဲ့သူမရှိတဲ့သားသမီးတွေနဲ့ရှင်ရင်ကြောက်ရမဲ့သူမရှိတဲ့သားသမီးတွေကပူပြီးတော့စိုးမယ်လို့ထင်တယ်ဗျာနော်အဲ့ဒီလုတ်တဲ့ခါကျရင်ဖုံဖုံတို့ကလည်းစိတ်ဆိုးတယ်ကို့အမေကိုထီတော့စိတ်ဆိုးတာပေါ့။ဟာအမေတဲ့ကျွန်တော်ကတော့မကျင်နာဘူးအဖေဒီလိုလုပ်ရမလား ဒီလိုအနိုင်ကျင့်ရမလားသူခွန်အားကြီးတန်းကျွန်တော်တို့ကိုအနိုင်ကျင့်ရမလားဘုံဘုံတို့ကဒီလိုပြောပြတော့အမေကပါပြပြောလို့ဆိုတော့ငါသားတဲ့မြင့်အဖေကိုစိတ်မဆိုးနေတဲ့မြင့်အဖေကနင်းတို့မမွေးခင်ကတည်းကငါဘိုက်ထဲမှာလွှဲထားရစဉ်ကတည်းကနင်းတို့တက်ကိုတွေးပေးနေရတာနင်းတို့ဝတ်ဖို့နင်းတို့စားဖို့နင်းတို့နေဖို့ထိုင်ဖို့အားလုံးအစံပြအောင်မြင့်အဖေကတွေးပေးနေရတာတဲ့အခုနင်းတို့ကိုမွေးဖွားလာတော့လည်းပဲလူတစ်လုံးသူတစ်လုံး သူများနဲ့တန်းတူထားနိုင်အောင်မင်းအဖေကမောမောပန်းပန်းနဲ့ချောက်ပြေးကျွေးမွေးရတာတဲ့အဲ့ဒီဂျေဇူးတရားလေးကိုထောက်ပါသားရဲ့တဲ့အမေကိုဆဲတယ်အမေကိုဆူတယ်အမေကိုချိန်မောင်းတယ်ဆိုတာအမေကိုကျွေးပါလို့လည်းပဲဖြစ်ချင်ဖြစ်နိုင်တယ်တဲ့အမေအဖေကိုမင်းတို့တွေစိတ်မဆိုးကြနဲ့အမေအဖေကမင်းတို့ရဲ့ဂျေဇူးရှင်ကွဆိုတော့အမေပြောလိုက်တဲ့စကားကြောင့်မို့ခမုန်းတို့တွေအဖေပေါ်မှာချစ်တတ်သွားတယ်ပြောချင်တာကမိကောင်းဖခင်ဆိုတာအဲ့ဒါကိုပြောတာဖြစ်ပါတယ် အလုံးကလည်းပဲယောက်ျားတွေပဲဗျာကိုချင်းစာကြည့်ပေါ့ယောက်ျားဆိုတဲ့အမျိုးကမာနတိတ်ကြည့်တယ်မာနတိတ်ကြည့်တယ်ဗျာဘလောက်ထိမာနကြီးလဲလို့ဆိုရင်အဖေကလည်းပဲကျွန်တော်တို့ကိုချစ်တဲ့အကြောင်းတွေကိုဖွဲ့ဖွဲ့နဲ့နဲ့မပြောခဲ့တယ်လို့ကျွန်တော်တို့ကလည်းပဲအဖေအကြောင်းကိုအဖေကိုချစ်တယ်လို့တခါမှမပြောခဲ့ကြဘူးမာနကြီးကိုပြောချက်ပြောပါတယ်အကြောင်းမို့မိကောင်းဖခင်ဆိုတဲ့ဇာတ်ကားလေးရှိပါတယ်မိခင်ဒီအနေနဲ့လည်းပဲ ဖခင်ဖြစ်တဲ့သူကလုပ်ငန်းကိုင်ကိုင်းတဲ့အဆင်ပြေလို့စီးပွားရေးတွေအဆင်ပြေလို့အဆင်ပြေချုံးပွေလာပြီဆိုရင်တော့ငွေကြီးတွေဟောဝောတီတီတုံနိုင်ပြီဆိုရင်တော့ဘာမှမပြောပေမဲ့လို့ဟိုအဖေတွေများစီးပွားရေးအဆင်မပြေဘူးငွေကြီးတွေမပြည့်စုံတော့ဘူးပတ်စံလုံးလုံးငေါငေါက်မပြီးနိုင်ဘူးဆိုရင်အဲ့ဒီမိမတွေရဲ့ပါဇက်ကလည်းပွားစီပွားစီဆိုတော့ဘယ်သူခံကျင်မှာလဲဗျာဒါယောက်ျားသားအချင်းချင်းပဲတည်နေကိုချင်းစာကြည့်ပေါ့ကိုချင်းစာကြည့်ပါ ိုချင်းစာကြည့်ရသိပါလိမ့်မယ်။ဒါကိုယ့်ရဲ့မိမပြောနဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုပွားစီပွားစီပွားစီလာပြောရင်တောင်မှကိုကြိုက်ရလား။ပြန်ပြီးတော့မှစဉ်းစား။ကိုယ့်ရဲ့အဖေကလည်းပဲလုပ်ငန်းကင်ကန်းထဲမှာအဆင်မပြေလို့လူမှုရေးအရာရောကြီးပွားရေးအရာရောဒေတာအသီးသမီးတွေကိုခေါင်းထဲမှာတွေးရတဲ့အတွေ့အကြုံရောခေါင်းချောက်ပြီးတော့မိမကပွားစီပွားစီလာလုပ်မယ်ဆိုရင်သူတို့လည်းပဲစိတ်ဆိုးမှာပဲ။စိတ်ဆိုးမကစိတ်ဆိုးရင်ထရိုက်မှာပဲ။ ဒါဟာယောက်ျားသားတွေရဲ့ခံစားချက်ဖြစ်ပါတယ်။အဲ့ဒီခံစားချက်တွေကိုသိရမှာဖြစ်ပါတယ်။မိခင်များကလည်းပဲအဲ့ဒီသဘောတရားတွေကိုတာသမီတွေကိုအနားလေအောင်ပြောပြရမှာဖြစ်ပါတယ်။ဖခင်ကရွက်လေကြီးနဲ့တူတယ်။အော်ဖခင်လော်တဲ့ရွက်လေကြီးမှာမုံမုံတို့တွေမိသားစုတွေအကုန်လုံးတားတဲ့သမီတွေကပျော်ပျော်ပါပါကြီးစီးခဲ့ကြတယ်။ကို့အလဲကိုလော်ရတော့မယ်ဆိုတော့အကုန်လုံးဟာသူလော်မာလို့လို့ကို့လော်မာလို့လို့နဲ့ဒီလိုဖြစ်နေကြတယ်။ဒါကြောင့်မို့ ဖခင်တော်တဲ့လေပေါ်မှာစီးခဲ့ကြရတဲ့အားလုံးဖခင်ရဲ့ကျေးဇူးတရားတွေကိုနားလေသဘောပေါက်ပြီးတော့ဖခင်ကြီးကိုအပြင်းမမစော်ကားကြပါနဲ့အဲအမေများကလည်းပဲတာသမီတွေကိုပြောပြပါမိကောင်းဖခင်ဖြစ်အောင်စူးစမ်းနိုင်ကြပါစေခင်ဗျာအားလုံးပဲကိုယ်စိတ်နှပါကြမ်းမာချမ်းသာတော်မူကြပါစေ ကဲတငယ်ချင်းတို့ရေဗီဒီယိုလေးကောက်တလောက်ပါဗျာနော်ဆရာတော်ပြောသွားတဲ့စကားတွေကတကယ်ကိုအနှစ်သာရရှိရဗျာနော်နားထောင်ရင်လည်းစက်သိန်းအောင်ထားတယ်ဗျာကျွန်တော်ကြည့်နေတငယ်ချင်းနေတယ်မှာလဲဖအီကိုပေါ့နော်အထင်အမြင်လွဲမှားပူးတဲ့သူတွေရှိလားဗျာရှိတယ်ဆိုရင်အဖေနဲ့ဝေးနေတဲ့နေရာရောက်နေတယ်ဆိုရင်အဖေကိုဖုန်းလေးတစ်ချက်ခေါ်ပြီးတော့ပေါ့နော်အဖေကြီးကျွန်တော်ကတော့တတိယရတယ်တမီးကတော့တတိယရတယ်ဆိုတဲ့စကားလေးဒါပြောကြည့်လိုက်စမ်းပါ အဖေကိုအရန်လွမ်းတယ်အဖေကိုအရန်ချစ်တယ်ဆိုတဲ့ဇာတ်ကားလေးလည်းပြောကြည့်လိုက်စမ်းပါနော်ဖေအီခမရဘလောက်တောင်ပျော်သွားမလဲဗျာဆရာတော်ပြောသွားတယ်လို့ပဲဖေအီကနော်ရွက်လေကြီးနဲ့တူတယ်ဗျဖေအီခွန်အားကောင်းတုံးကပေါ့နော်ဖေအီလှော်ခတ်ခဲ့တဲ့ရွက်လေကြီးပေါ်မှာကျွန်တော်တို့တွေမြင်းရည်ရှက်ရည်နဲ့ထိုင်ပြီးတော့တက်တောင်တက်တာနဲ့နေနေခဲကြတယ်ဗျအဖေအခုချိန်မှာပေါ့နော်ရွက်တိုင်နေကျိုးသွားတဲ့အချိန်အရှိကိုသွားအောင်လို့ ကူညီမပေးနိုင်တော့တဲ့အချိန်ကြတဲ့အခါအဖေကိုပြင်မထားကြပါနဲ့ဗျာနော်ကျွန်တော်တို့တွေရဲ့တာဝန်ဖြစ်သွားပြီကျွန်တော်တို့တွေလှော်ခတ်ရမယ့်တာဝန်ဖြစ်သွားပြီဗျာဒါကြောင့်မလို့ကြည်နေတဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေထဲမှာလည်းပေါ့နော်မိဘကို စိတ်ဆိုးပူးတဲ့သူစိတ်ကောက်နေတဲ့သူတွေပါတယ်ဆိုရင်အခုပဲဖုန်းလေးဆက်ပြီးတော့ဖေးအေးကိုချစ်တဲ့အကြောင်းတွေပြောလိုက်ဆက်မှာဗျာနော် ျွန်တော်အကြည့်နေတဲ့တငယ်ချင်းတွေလည်းဒီနေ့ဒီဗီဒီယိုလေးကနေသင်ငန်းစာတစ်ခုခုရလိမ့်မယ်လို့ထင်ပါတယ်ဗျ။တငယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်။နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်ပဲဗျာနော်။